အားလုံးပဲမင်္ဂလာပါရှင် PNY Fashion ရဲ့ Design Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဒီချေကပုံမှားပြထားပေးတဲ့ crop dot လေးရဲ့ကျွန်တော်ပတ်သက်ဆွမ်းနည်းလေးကိုပြန်လည်ဝင်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ပုံမှန်ထားပေးတဲ့ crotchet ရဖို့ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်းပဲ basic pattern လေးကို copy ကူးယူထားပေးရပါမယ်။ ကောင်းရတဲ့ basic pattern လေးကို copy ကုပြီးသွားပြီဆိုလို့ရှိရင်တော့ကျေရော crop top pattern လေးရဖို့အတွက်နောက်ထပ်ကနေစဆွဲပါမယ်ပြမအောင်ဆောင်ကျေရော level လေးကိုစပြီးတော့မှဖောက်ပါမယ်။ level ကဆိုလို့ရှိရင်ကျေရော base back ကို2-3 cm လောက်မှတ်ပြီးပြီးတော့ကျေရော outer back ကိုလည်းကျေရော base back မှတ်တဲ့အတိုင်းပဲ2-3 cm လောက်အမှတ်လေးမှတ်ပြီးခါကျတော့ level shape လေးကိုပေကွေးလေးတုံးပြီးတော့မှ wipe ပြရမှာပဲဖြစ်ပါတယ်။ ကျွန်တော်လက်ဝဲချီလေးဝိုက်တဲ့အခါမှာဆိုရင်ဒီထားရမှာကကျွန်တော်ယခုလိုမြင်းဖြောင်လေးအရင်ဆွဲပြီးမှလက်ဝဲချီလေးဝိုက်ပေးဖို့လိုပါမယ်။ကိုကလက်မနိုင်မဲမဲကျွန်တော်မြင်း ဖြောင်းလေးမဆွဲဘဲနဲ့ဝင်လိုက်တဲ့အခါမှာဆိုရင်ပေကွေးရဲ့ဝိုက်ဆုံးနေရာလေးနဲ့ဝိုက်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ချေရိုးတပင်းရှိတ်ကအဝိုင်းလွန်ပြီးတော့နှချမ်းပြန်ဖြန့်လိုက်တဲ့အခါမှာဆိုရင်လင်းမှာအကွေးရှိတ်လေးဖြစ်သွားတတ်ပါတယ်။ဒါကြောင့်မို့ချေရိုးညီညာလေးဖြစ်နေစေဖို့ယခုလိုမင်းဖြောင်းလေးဆွဲပြီးမှချေရိုးယခုလိုလေးပေကွေးရှိတ်လေးနဲ့ဝိုက်ပေးဖို့လိုပါမယ်။ နော်ခြေရောပခုံးမေးကနေပြီးတော့မှအသွင်းဘက်ကို1.5 cm လေးစားပါမယ်။ဒါလေးကတော့ခြေရောလက်ကဘဲလက်လေးလုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့ခြေရောစားပြီးဖို့လိုတာပါ။ကိုကရယူးလက်လေးပဲလုပ်မယ်ဆိုလို့ရှိရင်တော့ခြေရော1.5 cm စားရမလို့ပါဘူး။ဒီမှာတော့ခြေရောကဘဲလက်ဖြေလေးနဲ့လုံးမှမလို့ခြေကတော့1.5 cm လေးစားပြီးလိုက်ပါရစေ။ 1.5cm မှလေးစားပြီးတော့ယူဆိုလို့ရှိရင်တော့ယခုလိုလေးချိန်ရှိလေးနဲ့ပြန်ဆက်ပြပါမယ်။ နာချေရောကိုရှိလေးပေါ့နော်ဒီမှာတော့ crotter ပုံစံလေးဖြစ်တာမို့လို့ချေရောကိုရှိလေးကို basic size pattern ကကိုရှိတိုင်းပဲယူထားပေးပါတယ်ဒီနေရာမှာတည်ထားရမှာကကိုကအရင်ရှိတယ်ပပင်းတူတယ်လေးဆိုလို့ရှိရင်တော့ချေရောဂုတ်ခါတန်ဖိုးလေးပြန်ပြီးတိုင်းပေးဖို့လိုပါတယ်ကိုရဲ့ဂုတ်ခါက original size ကဲ့တည်းတဲ့ရှိနေမှာဆိုလို့ရှိရင်တော့ချေရောခါကိုဒီချေရောကအစ်စ်ပြန်ချပေးရမှာဖြစ်ပါတယ်ကိုဆွဲလိုက်တဲ့အစ်စ်ခါလေးရဲ့ခါလေးရနေပြီးတော့မှဒီချေရောဆွဲပေးရမှာဖြစ်ပါတယ်ဒီမှာတော့ချေက ကိုခါလေးကကျွန်တော် original site ကရှိတဲ့ခါလေးကိုပဲသုံးပြလိုက်တာပဲဖြစ်ပါတယ်။မိမိက original site ထဲကိုခါတံပိုးရှိနေတယ်ဆိုရင်တော့ကျွန်တော်ခါလေးဝင်ချပြီးတော့မှကျွန်တော်ဆွဲပြရမှာပဲဖြစ်ပါတယ်။ကိုရေကုတ်ခါကရှင်နေပြုံးမှာဂျီရို basic site ပတ်တန်ရဲ့ခါတိုင်းဆွဲခဲ့မယ်ဆိုလို့ရှင်တော့ဂျီရိုခါရဲ့အရန်ပေါ်တာအင်ချီလီယာမြောက်နေရတော့ဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ဂျီရိုကုတ်ခါတံမိုးတိုင်းချပြီးတော့ကိုရေကုတ်ခါကဂျီရို အဆင်ပြေတယ်ဆိုရင်တော့ကျွန်တော်ပေးစစ်ပတ်တန်ရဲ့ခါတိုင်းဆွဲပေးလို့ရပါတယ်ရမ်းရှိနေမယ်ဆိုရင်တော့ကျွန်တော်ခါအတင်မြင်လေးပြန်ဆွဲပေးရပါချေရိုခါမြင်းလေးရပြီဆိုလို့ရှိရင်เนาะချေရိုခေါ်တော့ဒီဇိုင်းလေးမှာဆိုလို့ရှိရင်ချေရိုကခါလေးကိုချေရိုအတွင်းဘက်ကို2 cm လေးစားပြီးတော့မှယခုလိုလေးချေရိုရင်မြင်းလေးနဲ့ပြန်ဆက်ပေးရပါမယ်။အခုဆိုရင်တော့ချေရိုရဲ့ခေါ်တော့ဒီဇိုင်းလေးရဲ့နောက်ထပ်ပတ်တန်လေးရပါပြီ။ ချေရိုဒါချလေးရပြီဆိုလို့ရှိရင်တော့ရှစ်ချမ်းလေးကိုသွားပါမယ်။ရှစ်ချမ်းလေးမှာလည်းချေရိုကဘေး2 cm or 3 cm စားပေးပါမယ်။ချေရိုနောက်ထပ်မှာ2 cm ယူခဲ့တော့မို့ရှစ်ချမ်းမှာလည်း2 cm လေးယူပါမယ်။ now ချေရိုလက်ကလေးကဘဲလေးလုံးမှာမလို့ချေရို1.5 cm လေးစားပြီးတော့မှရခုလိုလေးဂျိုင်းရှိလေးနဲ့လာဆက်ပေးပါမယ်။ Now ကျတော့ခါ2 cm လေးစားပြီးတော့မရင်မြေးလေးနဲ့ဆက်ပြရပါမယ်။ နောက်ချင်ရိုးရှေ့ချမ်းအတွက်ကချရိုးကလက်ဘင်းရှိတ်လေးတီးဘွေးရှိတ်လေးဖြစ်တော်မူလို့ချရိုးဘွေးရှိတ်လေးဖောက်မှာပေါ့နော်ဘွေးရှိတ်လေးဖောက်မှာမူလို့ချရိုးရဲ့နင်းကနေပြီးတော့မှအပေါ်ဘက်ကိုချရိုး3 cm or 5 cm လောက်တက်ပြီးတော့မှဘွေးရှိတ်အတွက်မင်းဖြောင်းလေးအရင်ဆွဲပြီးမှချရိုးရလာတဲ့မင်းဖြောင်းလေးပုံမှာမှချရိုးပေခွေးလေးသုံးပြီးတော့မှယခုလိုလေးချရိုးပြပြလေးပြန်ပြီးတော့မှဝိုက်ပေးပါမယ်ချရိုးအနေငယ်လေးပဲဝိုက်လေးဝင်ချင်တာပဲဖြစ်ပါတယ်မဟုတ်လို့ရှင်ချရိုးရဲ့လက်ဘင်းရှိတ်ကြီးကအရင်ကြီးကွက်ကွေးဖြစ်သွားမှာဆိုတဲ့အတွက် ျတို့အရင်ဦးဆုံးမြင်းဖြောက်လေးဝိုက်ပြီးမှတေခွေးလေးသုံးပြီးတော့မှယခုလိုလေးပြပြလေးပြင်ဝိုက်ပေးပါအခုဆိုရင်တော့ Cheru ရဲ့ color design ရဲ့ inchi shade ချဲနောက်ချက်ပတ်တန်လေးရပါပြီ။နောက်ဆက်နေနဲ့ Cheru လက်ပတ်တန်လေးကိုဆက်သွားပါမယ်။ Cheru လက်ပတ်တန်လေးရဖို့ဆိုလို့ရှိရင်တော့ Cheru ပုံမှန်အတိုင်းပဲ Cheru ရဲ့ basic လက်ပတ်တန်လေးကို copy ကူးယူထားပေးရပါမယ်။ ကျွန်တော်တို့ basic pattern လေး copy ကိုပြသပြီဆိုလို့ရှိရင်တော့ Cheru ရဲ့လက် pattern လေးမှာဆိုရင် Cheru ကလက်အရှိလေးကို Cheru က20 to 25လောက်ရချင်အောင်မို့ Cheru အောက်ကိုဒီခုလိုလေးမြင်းရှိလေးဆွဲပြလိုက်ပါတယ်။ Cheru လက်ရဲ့အရှိမြင်းလေးရပြီဆိုလို့ရှိရင်တော့ Cheru ချော်ဘန်းရှိတ်လေးဆွဲဖို့အတွက်ဆိုလို့ရှင်ချေရိုရလာတဲ့ချေရိုရှိတ်ချမ်းနောက်ချမ်းလက်ကလေးကိုချေရိုတဝက်ဝက်မဲတဝက်ဝက်ပြီးအခါကျတော့မြင်းရှိတ်လေးကိုထောင်းမှန်ချချေရိုယူထားတဲ့လက်ရှိတ်မြင်းထီကိုဆွဲထားပေးရပါမယ်။ ချေရိုတော့အမြင်လေးတွေကိုဆက်ဆက်ပြသပြီဆိုလို့ရှင်တော့ချေရိုရဲ့လက်ပတ်တန်လေးမှာဆိုလို့ရှင်ချေရိုခွဲခါလေးရရဖို့အတွက်ချေရိုလက်ပတ်တန်လေးကိုဆော်ရဲကနေပြီးတော့မှညှစ်ထုတ်လိုက်ပါမယ်။ အခုဆိုရင်ပတန်လေးကိုဆရာကတိထုတ်ပြီးသွားရင်မလို့ခြေရိုးခွဲကားလေးလုပ်ဖို့အတွက်ခြေရိုးဆရာစားထုတ်မယ်ပေါ့နော်ဆရာစားထုတ်ဖို့အတွက်ကိုခြေရိုးအလယ်မြင်းလေးတွေကိုစားပြီးတော့မညက်ပါမယ်အလယ်မြင်းလေးတွေညက်တဲ့အခါမှာတက်တက်သွားအောင်မညက်ရပါဘူးခြေရိုးအလယ်မြင်းလေးတွေညက်ပြီးသွားပြီဆိုလို့ရှိရင်တော့ခြေရိုးအစားထုတ်စားရဲမှာတောက်မှန်ချာမြင်းလေးတစ်ခုဆွဲထားပြီးတော့ခါကျတော့ခြေရိုးပိုးမှာယခုလိုလေးခြေရိုး ပြတ်ထားတဲ့ကျွန်တော်တို့ဆက်ပဲလေးကိုတိတ်လေးနဲ့ထိမ့်ပြီးအခါကျတော့ကိုယူရှင်နဲ့ခွဲကားတံမိုးလေးတွေကိုကျွန်တော်တို့မှတ်ပြီးတော့မှဆွဲပေးရမှာပဲဖြစ်ပါတယ်ကျေကတော့ဒီမှာခွဲခါတံမိုးလေးကို4 cm အထိယူထားပေးပါရစေ။တစ်ဖက်ကို4 cm ပေါ့နော်။ဒီဖက်ခြံနေခွဲတဲ့ခါမှာဆိုလဲ0 4 cm အထိယူပြီးတော့မှခွဲပေးပါမယ်။ ီပထမဆုံးလို့ရှိရင်ကျတို့ကဘဲရှိလေးပြတာမှုလို့ကိုကပိုဝဲခြင်းနဲ့ပိုကားခြင်းနဲ့ဆိုလို့ရှိရင်တော့ကျတို့5 to 7 long to ယူပြလို့ရတယ်ပေါ့နော်ဒါကတော့မိမိတို့ဆေးကြိုက်ခွဲကတံမိုးလေးယူပြလို့ရပါတယ်ဒီမှာတော့ခြေက4 cm လေးယူထားပြီးတော့မှခြေခုဆိုလို့ရှိရင်ခွဲကားလေးလုပ်ပြီးသွားရင်မလို့ခြေရဲ့လက်ပတ်တန်လေးမှာကြောင်းလေးသွားတဲ့အနားလေးတွေကိုခြေကရခုလိုလေးပေကွေးလေးသွင်းပြီးတော့မှပြပြလေးပြင်ဝတ်ပေးလိုက်ပါတယ် ုဆိုရင်တော့ Cherry ရဲ့ Lip Pen Shape Pattern လေးလည်းရပါပြီ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများအတူပါတယ်။ကိုစိတ်နှပြချမ်းမခန့်သာကြပါစေ။ကျေးဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုရင်တော့ like and subscribe လေးနဲ့အပိတ်တော်ကိုပြပါနဲ့เนาะပိုကောင်းတဲ့ဗီဒီယိုလေးနဲ့သူပြင်လိုက်ခဲ့ပါမယ်တတပါ